မြန်မာနိုင်ငံရှင်ပညာရေးကျောင်းသားများစွာကိုမွေးထုတ်ပေးတဲ့ပြည်တည်ဦးပညာရေး Foundation အားလုံးပဲမင်္ဂလာပါ MSL.news channel ကနေကြိုဆိုပါရစေ။ပြည်တည်ဦးပညာရေး Foundation ကမြန်မာနိုင်ငံမှာပညာရေးနဲ့လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုဆောင်ရွက်နေတဲ့အရက်ပန်ဖွဲ့စည်း NGO တခုဖြစ်ပြီးထို့သဖြင့်ဆင်းရဲနှံပါတဲ့ကလေးငယ်တွေအတွက်အခမဲ့ပညာရေးခွင့်လမ်းတွေဖန်တီးပေးရန်ရည်ရွယ်ချက်နဲ့လှုပ်ရှားလျက်ရှိပါရစေ။ ပညာရေးထောက်ပံ့ဖောင်ဒေးရှင်းကကျောင်းသားတွေကိုကျောင်းလာကြတဲ့စာသင်ကိရိယာတွေကျောင်းဝင်ဆောင်တွေထောက်ပံ့ခြင်းနဲ့အခမဲ့တင်တဲ့နေဖွင့်လှစ်ပေးခြင်းတို့ကိုဆောင်ရွက်ပါတယ်။ကလင်းငယ်ရဲ့ကျမ်းမာရေးကိုလေ့ထားပြီးကာကွယ်ဆေးထိုးနှံခြင်းအာဟာရပြည့်စွက်စာရေးဖြန့်ဝေခြင်းစာရေးလုပ်ငန်းတွေကိုကျေးရွာတွေမှာအကောင့်ထွက်ဖို့တယ်။မိဘတွေအတွက်လောက်ကင်ဖန်နီးပေးခြင်းစိုက်ပျိုးရေးနည်းပညာရေးသင်ကြားပေးခြင်းဖြင့်မိသားစုစီးပွားရေးတည်ငြိမ်စေအောင်ကူညီပါတယ်။ PDO က e-foundation ဥက္ကဋ္ဌဖြစ်ပြီးပညာရေးနဲ့လူမှုရေးဖွံ့ဖြိုးလုပ်ငန်းတွေမှာတက်ကြွစွာပါဝင်စားနေသူပဲဖြစ်ပါတယ်။ သူကဖောင်ဒေးရှင်းရည်မှန်းချက်တွေကိုကောင်းတဲ့ပွားမှဒီကကြရဲ့ဥဆောင်သူတော်ဦးဖြစ်ကပရဟိတလုပ်ငန်းတွေအတွက်ရည်ရွယ်ချက်ရှိရှိလှုပ်ရှားလျက်ရှိပါတယ်။ပညာရေးဆိုင်ရာစီစဉ်နဲ့ကျေလက်ဒေတာတွေမှာစတဲ့အကြောင်းတွေတိဆောက်ခြင်းဆရာတွေကိုလက်ချက်တင်ကြပေးခြင်းတွေကိုဆောင်ရွက်ခဲ့ပါတယ်။တဘာဝဘေးရနေကြောက်ပါကပြည်သူတွေကိုရေးပေါ်စားစားရေးတန်းတဲ့စေဝါးရထောက်ပံ့ခြင်းတွေလည်းပြုလုပ်ခဲ့ပါတယ်။ဖောင်ဒေးရှင်းကဆိုရဌာနတွေတခြားပြည်တွင်းပြည်ပအဖွဲ့အစည်းနဲ့ပူးပေါင်းကလူမှုကြိုးပြုလုပ်ငန်းတွေကိုအကောင့်ထဲပေါ်လျက်ရှိပါတယ်။ ပြည်သူ့ပညာရေးဖောင်ဒေးရှင်းကမြန်မာနိုင်ငံတဝမ်းမှာရှိတဲ့ကလင်းငယ်ပညာသင်ယူနိုင်တဲ့လူမှုအတိုင်းဝိုင်းဖွံ့ဖြိုးတိုးတက်အတွက်ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါတယ်။အဆုံးနှစ်ချွတ်ချွတ်နားဆင်ပြည်ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။